ညီကိုရီအားလုံးပဲဒါမနေ့ကပေးလိုက်တဲ့ဟန်ဂရီပွဲလေးကတော့အားလုံးပဲအဆင်ပြေသွားခဲ့ရင်တော့ဒါဆယ်ပြားလောက်ရှုံးခဲ့မယ်လို့တော့ထင်နေပါတော့။ဆိုတော့ဒါဒီနေ့မှလည်းဒါအားလုံးတို့ညီကိုရီအားလုံးတို့ဒါအဆင်ပြေမဲ့ပွဲလေးတစ်ပွဲပြေးတာကမ္ဘာဖလားခြေစစ်ပွဲပွဲစဉ်ရဲ့ဒါအုပ်စုဂျီရဲ့ပွဲကောင်းလေးတစ်ပွဲဖြစ်တဲ့ပိုလန်နဲ့နယ်သာလန်ပွဲလေးကိုကျွန်တော်ပုံမှန်တိုင်းပွဲချုပ်သုံးသပ်ချက်လေးလုပ်ပြီးတော့ဒါအနည်းသာဆုံးကြည့်အောင်နိုင်ရှိတဲ့အသင်းလေးကိုဒါညီကိုရီနဲ့တူရွေးချက်ပေးဦးမယ်ပါတော့။ဆိုတော့ဒါအရင်ဆုံးကြည့်ပါတော့။ အကျင်းနေနဲ့ဆိုရင်ဒါ Netherland ကအဝေးကွင်းကနေပြီးတော့ဒါတလုံး30စားဒါဂိုးပေါင်းကြီး3လုံးပေါင်း30ဆိုတဲ့နေထားမှာဒီခြေတန်းရဆိုရင်ဒါ Netherland နေနဲ့ဒါ Asian Poland ကိုခြေပေးတာပုံမှန်ခြေလို့ပြောလို့ရတယ်။ဘာလို့ ုံမှန်ကြီးလို့ပြောလို့ရလဲဆိုတော့ Netherlands အင်ကွင်းမှာတော့ကန်ခဲ့တဲ့ချိန်တုန်းကဒါတူတူတေချက်အဲဝေါ်မန်နဲ့ပြီးခဲ့တယ်ဒါ Netherlands အင်ကွင်းမှာကန်ခဲ့တဲ့ချိန်တုန်းကပိုလန်ကိုနှလုံး90စားဆိုပြီးပောက်ခဲ့တယ်ဗောနော်ဒါဂျာကွင်းဆိုရင်နှလုံးတည်ပေးရမှာဖြစ်ပြီးတော့ဒါပိုလန်အင်ကွင်းမှာဆိုရင်တလုံးပလက်90ဝန်းကျင်ရတော့ဒါပောက်ကိုပောင်းမယ်ကြီးတယ်လို့မြင်မိတာကြောင့်ဒီကြေးကဒါပြင်းလဲမပြင်းသလိုပြောလဲမပြောပဲနဲ့ဒါပုံမှန်ကြီးလို့ပြောလို့ရတာဖြစ်တယ်ဒီနှစ်သင်းမှာကဒါ Netherlands အတွက်ကဒါရှုံးလို့ရသေးပေမဲ့ပိုလန်အတွက်ကတော့ဒါခြေသေးပွဲဓာတ်ရအောင်ကျင်နေဆိုရင်တော့ဒါခုပွဲကိုသူနိုင်အောင်ကမ်မ မျောလင်းလို့ရမယ်ချင်နေပေါ့နော်ဆိုတော့ပိုလန်နေနဲ့ဒါနောက်ဆုံး၅ဘွဲကစားခဲ့တဲ့အိမ်ကွင်းခြေစွမ်းကိုသူကြည့်မယ်ဆိုရင်ဒါအိမ်ကွင်း၃ဘွဲကန်ထားအပြီးမှာဒါ၃ဘွဲနိုင်နဲ့ဂူးတွဲခဲ့တဲ့ဒါနယ်သာလန်ကိုအိမ်ကွင်းမှာတော့နယ်သာလန်အိမ်ကွင်းမှာတော့ဒါတည်ရအောင်ခံခဲ့တဲ့သူ့ရဲ့ခြေစွမ်းလည်းဒါ short ထွက်လို့မရတဲ့ချင်းနေလို့ပြောချင်တယ်ဆိုတော့네덜란드အနေနဲ့နောက်ဘွဲကသူ့အတွက်အနိုင်သေးချနေတာကိုသူတို့အသိနေနေတာအတိမဖြစ်တာကြောင့်ဒါအခုဘွဲကိုသူတို့နောက်ဆုံးဘွဲလိုပဲတွေးပြီးတော့ဒါပေါ်ပေါ်ပါကစားမယ်လို့မြင်မိတဲ့ ဆိုတော့ဒီခြေစွမ်းရာကြီးမှဆိုရင်လည်းဒီနှစ်သိန်းမှနည်းနည်းတော့ခြားနာလာရှိရဆိုပေမဲ့ဒါပိုလန်ရဲ့တိုက်စစ်ကလီယွန်ဒေါစကီတယောက်ကလည်းဒါဘာကာမာလိုပဲဒါတိုက်စစ်မှလူတိုးပြီးကစားရတဲ့ကွက်တွေဆိုရင်ပိုင်နေကွင်းလန်မှာဆိုရင်ဒါအက်စတွန်ဗီလာကမာတီကက်ကနေပန်ဘိုမူကဘလောက်တောင်လောက်အလုပ်ဖြစ်မလဲဆိုတာကိုဒါစောင့်ကြည့်ရမယ်အပြင်ဒါအင်ရှင်အားနဲ့ပဲအင်ကွင်းမှာဒါလီယွန်ဒေါစကီရဲ့ပိုလန်ကတော့ဒါဂိုးရမယ်လို့တော့ကျွန်တော်ကတော့မြင်မိတယ်နယ်သာလန်တော့ဒါကုနစ်ခြေစွမ်းရာအားရစရာကောင်းတဲ့အသင်းဖြစ်တာကြောင့်ဒါထွေထူးတော့ပြောစရာတော့မရှိဘူး တိုက်စစ်ကဒီဘေးကိုဂပိုနဲ့မာလန်တို့ဒါပန်ပိုးမှုအပြင်ဒါဒီကြောင်ခါနာဘရန်တို့ကလည်းဒါတိုက်စစ်ဒီလိုက်ပါကစားရမှာဒါအကူရမဲ့ကစားသမားကြီးလို့ပြောလို့ရတယ်သူတို့နောက်တန်းမှဆိုရင်ဒါဘန်ဒီဘန်ဘန်ဒိုက်ဒါဒီလစ်အပြင်ဒန်ဖေးရတို့ကပါပါဝင်လာတာဆိုတော့ဒါနယ်သာလန်တို့ကတော့စိတ်ကြရရလို့ဖြစ်နေမယ်လို့တော့ကျွန်တော်ကတော့မြင်မိတယ်ဗောနော်ဒီဘက်မှာတော့ဒါနယ်သာလန်နိုင်သွားနိုင်ဖို့အခွင့်အရေးများတယ်ဆိုပေမဲ့လေဒါပိုလန်လည်းကိုးရမယ်လို့တော့ကျွန်တော်ကမြင်မိတာကြောင့်ဒါဒီနေ့ရတပွဲကောင်ရွေးချယ်မှုလေးကိုကျွန်တော်ကတော့ဂိုးပေါင်းကြီး၃လုံး၃သက်ပေါက်နေတယ်ဒီနယ်သာလန်ဂိုးပေါ်လေးရွေးချယ်ခြင်းနဲ့ ထပ်မံမိတာညီကိုတွေပြောပြကျင်တာကတော့ဒါပုံမှန်တိုင်းပြောနေကြဖြစ်တဲ့ Telegram channel လေးကို join ထားပေးဖို့ပြောကျင်တယ် Telegram channel လေးမှာဆိုရင်ဒါကုညအဲမောင်းတွဲလေးတွေပါတင်ပေးအောင်မှာမလို့ Telegram channel လေးကိုမ join သေးတဲ့ညီကိုတွေရှိရင် join ထားပေးပါလို့ပြောရင်ကျွန်တော် video လေးကိုဒါဒီနေ့ရနာလိုက်ပါတယ်ဗျာ။